နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလှိုက်လဲစွာကြိုဆိုပါရယ်ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရယ်နိုဝင်ဘာလ17ရက်အင်္ဂါနေ့ ရှင်ယောဟန်ခရစ်ခန်းကြီး20အငယ်18မှ20မှ31မာဂဒလမာရီသည်တွား၍မိမိသည်သခင်ကိုတွင့်မြင်သည်ကို၎င်းထိုသောမိန့်တော်မူသည်ကို၎င်းတပည့်တော်တို့အားကြားပြောလေ၏ခொနည်းအတွင်ပထမနေ့ရဖြစ်သောထိုနေ့၌ညအချိန်ရောက်သောအခါယူဒာလူတို့ကိုကြောက်၍တကားများကိုပိတ်ထားလျက် တပည့်တော်တို့သည် စီးဝေးကြသော အရက်တို့ယေရှုသည်ကြွလာ၍အလယ်မှာရက်တော်မူလျက်သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန်တော်မူ၏ထိုသူမိန်တော်မူပြီးမှလက်တော်နှင့်နှပေးတော်ကိုပြတော်မူ၏တပည့်တော်တို့သည် သခင်ကိုမြင်လျင်ဝမ်းမြောက်ခြင်းရှိကြ၏ဤကျမ်းစာ၌ရေး၍မထားသော အခြားနှမိတ်လက္ခဏာအများတို့ကိုလည်းယေရှုသည်တပည့်တော်တို့မျက်မှောက်၌ ဖျတော်မူ၏ယေရှုသည် ခရစ်တော်ဒီဟုသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံမိအကြောင်းထိုတို့ယုံ၍နာမတော်အဖြစ်အသက်ကိုရမည်အကြောင်းဤမြတ်လောက်ရေးထားလျက်ရှိသည်ပြည့်တော်တို့သည်သခင်ကိုမြင်လျင်ဝမ်းမြောက်ခြင်းရှိကြ၏ ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး20ခန်းငယ်20မနေ့တနေ့ကကဲ့သို့မှတ်မိစွဲထင်နေသော1942ခုနှစ်ဆောင်းဦးအစောပိုင်းနိုင်ငံဤမြောက်ပိုင်းတွင် ဖြစ်သည်တနင်္ဂနွေနေ့ဝိပုစီဝေးပြီး၍ကျွန်တော်ဤဖခင်နှင့်သူတို့မောင်နှမများအိမ်သို့ခြေချင်းလျှောက်ပြန်ခဲ့ခြင်းတွင် သူတို့ဤဖခင်ကဖျားเจ้าငယ်လေး၌ကြံ့ရစ်သည်ထို့နောက်နှင်းဖုံးလွှမ်းနေသောတောင်ကုန်းတစ်လျှောက်အိမ်သို့ဖခင်ပြန်ရောက်လာခြင်းတွင် သူငိုနေခဲ့သည်အเจ้าမှပလဲစိတ်ကံဘုံကျဲခံရသည့်တည်င်းကိုသူကြားသိခဲ့ရပြီးကျွန်တော်အဖေအပါဝင်သူ့သားများစစ်တိုက်ကြမည်ဖြစ်သောကြောင့်ပါကျွန်တော်အဖေသည်ထိုအဖြစ်ပြက်ကိုရှင်းလင်းပြသစွာ အသေးစိတ်အမြဲမှတ်မိနေစေပင် ထိုကဲ့သို့မိမိစိတ်ထဲ၌နေဆိုင်စွာထင်ဟပ်နေသောအရာများကို flash bulb memories မနေ့တနေ့ကကဲ့သို့မှတ်မိဆွဲထင်နေသောမှတ်ဉာဏ်ဟု သူတေသည့်ပညာရှင်များက ခေါ်ဆိုခဲ့ကြသည် American နိုင်ငံ၏ September 17ရက်အဖြစ်ပြက်သို့မဟုတ်မိမိချစ်ခင်ရသူတဦးဦးကိုဆုံးရှုံးခဲ့ရသည့်အချိန်ကိုပြန်တွေးကြည့်လိုက်ပါမိမိအပျော်ဆုံးဖြစ်ခဲ့ရသည့်ကာလကိုလည်းတွေးကြည့်ပါ နောက်တော်လိုက်တပြည့်တော်များဤမှတ်မိဆွဲထင်နေသောမှတ်ဉာဏ်ကိုတွေးဆကြည့်ပါအံ့ဩဖွယ်ရာများတစ်ခုပြီးတစ်ခုသူတို့တွေ့ခဲ့ကြသည်သို့သောရုပ်ချီးကပ်ပြီးဆိုက်ခဲ့သည်ဖျားခင်သားတော်အဖမ်းခံရပြီးကားတိုင်း၌အသက်ခံခဲ့ရသည်သို့သောပြန်လည်ရှင်ပြန်ထမြောက်ခဲ့သည်မဂဒလာမာရိသည်သခင်ကိုတွေ့မြင်ခဲ့ပြီးဟုတပြည့်တော်များထံသို့အလှည့်အမြန်သတင်းပို့ခဲ့သည် တပည့်တော်များသည်ကြောက်ရွံ့စွာပုန်းနေခဲ့သည်။သခင်ယေရှုရောက်ရှိလာပြီး သူတို့အလယ်၌မရက်မီအချိန်ထိထိုသတင်းကို သူတို့မယုံကြည်ခဲ့ကြပြီ။ထို့နောက်တပည့်တော်များအလွန်ဝမ်းမြောက်ခဲ့ကြသည်။ရှင်ယောဟန်သည်ထိုအဖြစ်ပြက်အချို့ကိုမှတ်တမ်းတင်ကာယေရှုသည် ခရစ်တော်ဒီဟုသောဖျားသခင်ဤသားတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံမည်အကြောင်းထို့သို့ယုံ၍နာမတော်အားဖြင့်အသက်ကိုရမည်အကြောင်း ဤမျှလောက်ရေးထားလျက်ရှိသည်ဟုဆိုခဲ့သည်။ထာဝရထူးခြားလေးနဲ့သောမှတ်မိဆွဲထင်သောမှတ်ဉာဏ်များဖြစ်သည်။တဲ့၌မိဒီမှမိဆွဲထင်သောမှတ်ဉာဏ်ရှိနေသည်နိ သင်၏အကြီးမားဆုံးဝိညာဉ်ရေးရာဆုံးဖြတ်ချက်ကိုမြည်သို့ဖော်ပြမည်နီမြည်သည့်အတိတ်ပဲရသည်နီဘာဖျာကျွန်ုပ်တို့၏ကြီးငယ်မဟု အခြေအနေတိုင်းတွင် အတူပါရှိပေပြီးတမိုင်းတွင်အကြီးမြတ်ဆုံးအခိုက်အတန့်ဖြစ်သည့်သားတော်၏ရှင်ပြန်ထမြောက်ခြင်းအတွေ့ ကျေးဇူးတင်ပါ၏။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာမင်။နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။